တရုတ်သမ္မတရှီကျင်းဖင်ဟာရုရှားအိန္ဒိယတို့နဲ့တွေ့ဆုံပြီးနောက်ပိုင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခြေအနေကိုမြင်တွေ့ပြီးတဲ့နောက်မှာ trade war ကိုပြန်ဆလိုက်ပါတယ်။သမ္မတရှီရဲ့ trade war ပြန်ဆတင်ခြင်းဟာရုရှားသမ္မတပူတင်ရဲ့ထရန့်ကိုအာခံနိုင်မှု အိန္ဒိယကလည်း Trump ကို တိတ်ပြီးအလေးအနက်မထားဘဲအခွန်ကိစ္စတွေပေါ်အာခံနိုင်မှုအကြောင်းတွေပါဝင်နေပါဗျ။ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးမှာတရုတ်ဟာရုရှားနဲ့အိန္ဒိယတို့ကိုတွေးဆုံပြီးတဲ့နောက်ပိုင်းအမေရိကန်ကိုရင်ဆိုင်ဖို့အားတက်လာဟန်တူပြီးပြန်ဆတင်လာခဲ့တာပါ။ အမေရိကန်သမ္မတထရန့်ရဲ့အကောက်ခွန်ကိစ္စတွေဟာမဟာမိတ်နိုင်ငံတွေနဲ့ပါဆက်ဆံရေးကျဆင်းသွားခဲ့ပြီးအထူးသဖြင့်တောင်တရုတ်ပင်လယ်ကဂျပန်နဲ့ကိုရီးယားတို့နဲ့ဆက်ဆံရေးပါအကျက်ရိုက်လာစေခဲ့ပါတယ်။ဒါ့အပြင်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်အချို့ဟာအမေရိကန်ပြည်တွင်းမှာတာမကနိုင်ငံတကာဒီပလိုမေစီဆက်ဆံရေးအထိပါအကျက်ရိုက်စေခဲ့တာကတရုတ်အတွက်အကျိုးရှိလာခဲ့ပါတယ်။ ဒါကြောင့်လေတရုတ်ဟာ2019ခုနှစ်ကစတင်ခဲ့တဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာအထည်နာခဲ့တဲ့အချက်ကိုပြန်ပြီးလက်စားချေဖို့ကြိုးစားလာမှုဖြစ်ပြီးရုရှားနဲ့အိန္ဒိယတို့ရှိနေမှုကအာသက်လာစေခဲ့တာပါ။ ရှန်ဟိုင်းအစည်းအဝေးပြီးတဲ့နောက်မှာရုရှားထံကအကျိုးစီးပွားပုံမူရရှိလာနေတယ်လို့ရန်ဖက်ဖြစ်ပေမဲ့ထရန့်ရဲ့အကောက်ခွန်ကိစ္စကြောင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာလည်းအကျိုးစီးပွားအရာတရုတ်ဖက်ရင်းလာပါတယ်။အလားတူတောင်တရုတ်ပင်လယ်အရေးမှာလည်းအမေရိကန်နဲ့မဟာမိတ်တွေကြားမတူညီမှုတွေများပြားလာချိန်မှာတရုတ်ကရုရှားကိုလက်နက်ပစ္စည်းအကူအညီမြောက်ကိုရီးယားကလူအင်အားကူညီပေးလာခဲ့ပါတယ်။ဒါဟာတရုတ်နဲ့မဟာမိတ်တွေအကြားစီးလုံးမှုပိုအားကောင်းလာတာဖြစ်ပြီးတော့ကမ္ဘာအရေးမှာအင်အားကြီးတူတာအနိုင် ယူစတမ်ပုံစံအတွက်ရုပ်ပြဖြစ်လာတယ်လို့မြန်မာကလည်းတိမ့်သွင်းလာနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာတရုတ်အတွက်အဓိကကျတဲ့ထောက်ပို့လမ်းမကြီးဖြစ်လာဖို့ရှိတယ်လို့အိန္ဒိယကလည်းမြန်မာနယ်စပ်အထိကားလမ်းနဲ့ရထားလမ်းဖောက်ဖို့ပြင်တယ်လို့လီဒိုလမ်းမကြီးကိုလည်းပြန်ဖော်နေပါတယ်။တောင်တရုတ်ပင်လယ်အရေးဖြစ်လာခဲ့ရင်မြန်မာဟာတရုတ်နဲ့မဟာမိတ်တွေအတွက်ထောက်ပို့လမ်းမကြီးဖြစ်လာဖို့တရုတ်ရဲ့စီမံကိန်းတွေများစွာအစပြုလာတယ်လို့စစ်ကောင်စီရက်တီနိုင်ဖို့ပါကူညီထောက်ပံ့လာပါတယ်။ အိန္ဒိယနဲ့တရုတ်ချိတ်ဆက်နိုင်ဖို့မြန်မာကိုကြားခံအဖြစ်ထားပြီးကုန်သွယ်ရေးလမ်းကြောင်းတစ်ဖောက်ဖို့သဘောတူညီချက်ရလာတယ်လို့အာဆီယံနဲ့ဆက်ဆံရေးမှာလည်းတရုတ်ကဦးစားပေးအရေးပါလာတဲ့သဘောပါဆိုတော့ဒီအချက်တွေကိုကြည့်ရင်တရုတ်ဟာ2019ခုနှစ်ကအထည်နာခဲ့တဲ့ Trump ရဲ့ Trade War ကိုပြန်တုံ့ပြန်ဖို့ American ရဲ့ရန်သူ အများစုကိုစီးယုံနိုင်ခဲ့တယ်လို့အိန္ဒိယလိုတာယာရင်းတဲ့နိုင်ငံကိုပါစီးယုံသိမ်းသွင်းနိုင်ခဲ့ပါတယ် လက်ရှိအမေရိကန်ရဲ့မဟာမိတ်ဆက်ဆံရေးတွေပြည့်ယွန်းလာတာမတူညီကွဲပြားမှုတွေများပြားလာချိန်မှာတရုတ်က trade war ကိုပြန်စတင်လာခဲ့တာဖြစ်ပြီးဈေးကွက်မှာစတင်အကျိုးတက်ရောက်နေပြီဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအမျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားကိုကာကွယ်ဖို့မြေရှားတပ်တုပို့ကောင်တွေကိုထိမ့်ချုပ်မယ်လို့တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့ပြီးနောက်အမေရိကန် store ဈေးကွက်စတင်ထိခိုက်ခဲ့ပါတယ်။ American Store ဈေးကွက်ဟာအော်တိုဘာလ17ရက်နေ့မှာတမိုင်းတလျှောက်စမ်းချိန်တင်ထိုးကျသွားခဲ့ပြီးတဲ့နောက်တရက်သေးမှပဲ American Dollar 1.65 trillion ဆုံးရှုံးသွားခဲ့တာမျိုးအဆိုးရွားဆုံးနေ့ဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းတရုတ်တင်သွင်းကုန်အားလုံးကိုတရားရခိုင်နှုန်းအခွန်တိုးမြင့်မယ်လို့ပြောဆိုခဲ့တယ်လို့တရုတ်ကလည်းထုတ်ကုန်တင်ပို့မှုတွေကိုပြန်လည်ထိန်းချုပ်ရေးမူဝါဒတွေချမှတ်ဖို့ရှိနေပါတယ်။ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုအကြားပြင်းထန်တဲ့ပြိုင်ဆိုင်မှုဖြစ်လာရင်ကမ္ဘာစီးပွားရေးပိုပြီးအထိနာလာနိုင်တယ်လို့မဟာမိတ်နိုင်ငံတွေအကြားအထိနာနိုင်ပေမဲ့အနိုင်အရှုံးအဖြစ်ထွက်လာနိုင်ပါတယ်။အမေရိကန်သမ္မတထရန့်ရဲ့လှုပ်ဆောင်မှုတချို့ဟာအမေရိကန်ပြည်တွင်းမှာပါအကျိုး က်ရောက်နေတာမို့မဟာမိတ်နိုင်ငံတွေနဲ့ပါဒီပလိုမေစီဆက်ဆံရေးမကောင်းမွန်ခြင်းကတရုတ်ကိုအားသာလာစေပါတယ်။ဒီတကြိမ်အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာ2019ခုနှစ်ကထက်ပိုပြင်းထန်လာနိုင်ပြီးမြေရှားအရေးပါလာတယ်မို့မြန်မာနိုင်ငံဟာလည်းနှစ်နိုင်ငံပြိုင်ဆိုင်မှုကြားကြားညက်လာနိုင်ပါတယ်။